ရန်ကုန်တိုင်းအင်းစိန်မြို့နယ်စော်ဝါကြီးကုန်းရပ်ကွက်လမ်းသစ်လမ်းမှာအော်တိုဘားလ17ရက်နေ့ညအုပ်ပိုင်းအချိန်ကတဲကိုကန်တစ်ခုမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမီးသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါဗျ။အာလင်းငါးဆင့်ဖျားရှိရာမြင့်မို့တဲခိုခန်းမှာည9နာရီခွဲအချိန်လောက်ကမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးတော့မီးလောင်မှုကို level 1အဆင့်အရင်အုပ်စုထောက်ခွာနှိမ့်သက်ခဲ့ပြီးည8နာရီဝန်းကျင်မှာတော့မီးထိန်နိုင်ခဲ့တယ်လို့သိရပါဗျ။ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့တဲခုခံရဲ့အနီးနားမှာ73စီအယောင်ဆိုင်နဲ့ဘန်နေရှိနေပေမဲ့ခြံဝန်းကျဲတဲ့အတွက်ပဝင်းကျင်ကိုမီးကူးဆက်လောင်ကျွမ်းတာမရှိဘူးလို့ရက်ွက်နေပြည်သူတွေကနေသိရပါဗျ။လက်ရှိမှာတော့မီးဘလို့စတင်လောင်ကျွမ်းနေဆိုတော့ကိုမိသက်ဌာနကစစ်ဆေးနေပြီးလူထိခိုက်သေးဆုံးတာမရှိဘူးလို့တွားရောက်ကူညီခဲ့တဲ့ပရာဟိတအသင်းတစ်ခုရဲ့တာဝန်ရှိသူက DVB ကိုပြောပါရတယ် အော်တိုဘာလ17ရက်နေ့ညနေ9နာရီဝန်းကျင်မှာလဲတောင်တကုံမြို့နယ်ရက်ွက်20မှာကာမီလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက်မြို့နယ်မိသက်တစ်ဖွဲ့ကသွားရောက်နှိမ့်သက်ခဲ့ရတယ်လို့သိရပါပါတယ်ရှင်။